စကွေဂိမ်းထဲမှာဝတ်သွားတဲ့နိုင်နှလုံးနဲ့မင်းသားကြီးနှစ်ယောက်ဖြစ်တဲ့လီဗျောင်ဟွန်းနဲ့လီဂျွန်ဂျေးတို့ရဲ့ watch collection ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Hello အားလုံးမင်္ဂလာခင်ဗျာ Squid Game ဆိုတာကျွန်တော်တို့ Netflix ရဲ့ most view of all time series မှာပါတယ်ပြီးရင် Emmy Awards ဆို Golden Globe Awards ဆိုအများကြီးရပြီးမှဟိုဆန်ကျင်တွေအများကြီးချိုးခဲ့တဲ့ series ပေါ့နော်အခုဆိုလည်း Squid Game series 3ထွက်ပြီဒါပေမဲ့ကျွန်တော်ကပေါ့နော်ဒီအရောတော့ဇလန်းကြောင့်တော့ကျွန်တော်မပြောတော့ဘူးပေါ့နော်ဒီ item မှာဝတ်သွားတဲ့နိုင်ထဲမှာပေါ့နော် season 1မှာဝတ်သွားတဲ့ထဲမှာပေါ့နော် Ellie ဝတ်သွားတာပေါ့နော် Ellie ဝတ်သွားတာ တို့ပါကစ္စတန်မိုက်ဂရန့်အလီဝတ်သွားတဲ့ဟာလေပေါ့သူဆိုတနာကြောင်ကတော့သူကာရက်တာဆိုရင်ပေါ့နော်တော်တော်ကူညီတယ်တနာတယ်နောက်ဆုံးမကောင်းကြံခံရတာပေါ့နော်သူသူဝတ်သွားတဲ့နိုင်လေး F9W series လေးဖြစ်ပါတယ်ကာစီဝဲပေါ့နော်လုံးဝ legendary piece ဖြစ်ပါတယ်အဲဒီမှာဝတ်သွားတဲ့နိုင်လေးဖြစ်ပါခင်ဗျာ ဒုတိယလုံးကတော့ဒီလီဗျောင်ဟိုမလုံး friend man အနေနဲ့သူမျက်နှာဖုံးစွတ်ပြီး season 2မှာသူစွတ်ခံတယ်မှာသူဝတ်သွားပြီးအနီးကရိုက်ပြတော့အဲ့ထဲမှာတော့မှာ A168 W ဖြစ်ပါတယ်တော်တော်လေးကိုမိုက်ပါတယ်ကျွန်တော်တော့ကြိုက်လို့ဒါလေးကျွန်တော်စုထားပါတော့ဒီຢာလေးတွေဆိုရင်ဒါ squid game ထဲမှာဝတ်သွားတဲ့နိုင်လည်းလုံးဖြစ်ပါတယ်ခင်ဗျာဒီနိုင်လေးနှလုံးကဆိုရင်တော့ Casio ထဲမှာတော်တော်ကိုမိုက်တဲ့နိုင် legendary vibe vintage vibe နဲ့လုံးဝ nostalgia vibe ကိုအပြည့်ပေးတဲ့နိုင်လေးလို့ဖြစ်ပါတယ်။ပြီးရင်သူက style နေလည်းမိုက်တယ် budget နေလည်းမိုက်တယ်တော်တော်လေးကိုမိုက်ပြီးနောက်ပိုင်းပေါ့နော် street wear ဖြစ်ဖြစ်လုံးဝပေါ့နော် casual ဖြစ်ဖြစ်ဝတ်လို့ကောင်းတဲ့နိုင်လေးနှလုံးဖြစ်ပါတယ်ခင်ဗျာဒီကလေးရတော့ပေါ့နော် အခုကျွန်တော်လီပြောင်ဟုံးနဲ့လီဂျွန်ကြီးရဲ့ watch collection ပြောပြတော့ဖြစ်ပါလိမ့်မယ်ပထမဆုံးကျွန်တော်လီပြောင်ဟုံးရဲ့နိုင်ကိုကျွန်တော်ပြောပြတော့ဖြစ်ပါလိမ့်မယ်လီပြောင်ဟုံးဟာဒီ squid game ကိုသူ promotion ဆင်းတဲ့ US ကဟွာပွဲမှာထင်တယ် promote လုပ်တဲ့ပွဲမှာသူဝတ်သွားတာပေါ့နော်ဒီ Jacobs and Co ရဲ့ orange sapphire နဲ့လုပ်ထားတဲ့နိုင်ဖြစ်ပါတယ်သူက caviar torbion လို့ခေါ်တာပေါ့နော်သူကငါးဝင်နဲ့တူလို့နေတယ် caviar ဆိုတော့ကျွန်တော်တို့ ပုံမှန်ဆို5ဥလို့ခေါ်တာပေါ့နော် luxury food တွေမှာပါတယ်အဲ့ဒီ orange safari လို့ထားပြပြီးမှအဲ့ဒါကတော့ပေါ့နော်ဒေါ်လာ6သိန်းမြန်မာငွေဆိုရင်သိန်းပေါင်း4000တော့ရှိတာဖြစ်ပါတယ်ခင်ဗျာဒုတိယလုံးနေနဲ့ player 456 main editor တယောက်ဖြစ်တဲ့ lee jong jae ဝတ်သွားတာပေါ့နော်အဲ့ဒါတော့ iw 5333ညနေဖြစ်ပြီးမှ ဟောဗောနော်ဒေါ်လာ3000ကိုညီမငွေဆို3500လောက်ရှိတာဖြစ်ပါတယ်အဲ့နိုင်လေးရတယ်မိုက်တယ်ဗောနော် International Watch Company ကထုတ်တာဖြစ်ပြီးမှအဲ့ဒါကတော့ဗောနော် Perpetual Calendar ရက်ထက်တည်း Small Seconds တွေလာပြီးလောက်ွယ်တွေပါတာဖြစ်ပါတယ်အဲ့ International Watch Company ကထုတ်တဲ့ဟာဆိုကျွန်တော်က Dress Watch နဲ့4244ဆိုကျွန်တော်လည်းမတော်လို့ကျွန်တော်သိမှစုဖြစ်တာဗောနော်တတိယလုံးကတော့ Lee Byung Hun ဝတ်တဲ့ Jacobs and Co ပဲဗောနော် The wall is yours Joel Time Zone နဲ့ဗောနော်အဲ့နိုင်လေးက ့ကျွန်တော်ဂျေကပ်ဆန်ကိုအကြောင်းပြောရင်ကျွန်တော်ပြောပြမယ်ပေါ့နော်ဂျေကပ်ဆန်ကိုနိုင်လောကတွေကိုစဝင်စေခဲ့တဲ့သူ့ဖေသူ့ကိုအမွေပေးခဲ့တဲ့နိုင်ကိုသူက inspire လုပ်ပြီးပြန်ထုတ်ထားတဲ့နိုင်လေးပေါ့နော်အဲ့ဒါလေးကတော့ဒေါ်လာ3000ဝဲမြန်မာငွေဆိုရင်သိန်းပေါင်း1000ဝန်းကျင်တော့ရှိတာဖြစ်ပါတယ်ခင်ဗျာလေးလုံးယောက်ကလည်းလီဂျွန်ကြီးပဲပေါ့နော် IW 9300လေးဖြစ်ပြီးမှအဲ့ဒါတော့ဒေါ်လာ3000မြန်မာငွေဆိုရင်သိန်း1000ဝန်းကျင်တော့ရှိတာဖြစ်ပါတယ်အဲ့ဒါတော့ annual calendar နဲ့ဖြစ်ပြီးမှ day ရက် day ရက်လရက်ပေါ်တာဖြစ်ပါတယ်ခင်ဗျာအဲ့နိုင်လေးကပေါ့နော် ငါးလုံးယောက်ကတော့လီဗျောင်းဝင်သွားတယ်အကြိုက်ဆုံးအမိုက်ဆုံးနိုင်မလို့ကျွန်တော်နောက်ဆုံးမှထားပြပေးတာဖြစ်ပါတယ်။အဲ့ဒါကတော့ Jacobson ကိုရဲ့ Astronomy Art Panda လေးဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒါ G-Dragon နဲ့ collaboration ထုတ်သေးရပါတော့။ဒီဟာကတော့တက်တက်ထုတ်တာဖြစ်ပါတယ်။သူကဆိုကပောင်းမှာ၉လုံးထုတ်တယ်။အဲ့ဒါကတော့ Panda လေးတွေနဲ့လုံးဝ Triple XX Torbion လေးပေါ့နော် Flying Torbion လေးနဲ့လဲနေတယ်။စကန်60မှာတစ်ခါလဲတယ်။ Panda လေးတွေက rose gold နဲ့လုတ်ထားပြီးမှသူက hand paint တော့လက်နဲ့ကုန်ပြန်ချေထားဖြစ်ပါတယ်အဲ့ဒါတော့ဒေါ်လာတစ်သန်းမြန်မာပေါင်းကြီးဆိုရင်သိန်းပေါင်း9000လောက်ရှိရဖြစ်ပါတယ်ခင်ဗျာ ဒီနေ့ကတော့ script ကနေမှာပါတဲ့နိုင်နှလုံးနဲ့ main character နှစ်ယောက်ရဲ့ကျွန်တော် watch collection ကိုပြောပြသွားဖြစ်ပါတယ်ခင်ဗျာနောက်တစ်မလို့ကျွန်တော်ဒီတစ်ခေါက်နဲ့ collection နဲ့ပြန်လာခဲ့ပါအောင်ပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ